တို့အညာရဲ့ပြည်သူများအားလုံးမင်္ဂလာပါရှင်။ဆ ्याम မမြနောင်းညရဲ့ပန်းချွေပွင့်ပုံပြင်ဆိုတဲ့ဝတ္ထုလေးကို အပိုင်းစံနေနဲ့ဖတ်ပြနေရပါပဲဖြစ်ပါတယ်ရှင်။အခုဖတ်ပြပေးမှာကတော့အပိုင်း19ပါရှင်။ခိုင်သည်မပြောင်းမလဲမျက်နှာပြောင်းနေနေ စပင်တတုံလဲပင်စုသိမ်းချီနောက်ထားသည်ခိုင်နပံကလေးကခိုင်လဲပင်ဆောင်ခဲ့စဉ်ဖြတ်ခနဲနေရောင်နှင်းထိတွေ့ပြီးလက်ခနဲဖြစ်သွားသည်ခိုင်အင်ကြီးသည် အပြန်ရောက်အေးအေးလက်ရှိကလေးဖြစ်ကြောင်းသူမှန်းဆနိုင်လေသည်မထင်မပဲဆိုင်အလုံးကလေးမှာခိုင်ကရလိုက်တော့သူထိတ်ထိတ်ပြပြထပြေးရတော့မလို့တုံ့လို့သွားသည်ရောင်ရမ်းပြီးသူ့ရှက်အင်းကြီးအိတ်ကက်ထဲမှာယောက်ျားကင်သရေအိပ်ပြားအမဲကလေးကို လက်နှင့်ဆန်းသမိသည်အတွင်အိတ်ထဲတွင် သူ့မပုံနှင်းရှိသည်ပြီးတော့စာအိတ်ဖြူတအိတ်ကိုတတ်တရရအိတ်ထဲထည့်ထားသည် စာအိတ်ပေါ်တွင်ဒါတာနုနုခိုင် ကိုဆက်ယောဂဝေဘာဂီမျိုးသေးဟု သူလိမ့်မူထားလေသည်1994ခုနှစ်ရက်စွဲပါ တက်ခွဲကန်အပြေစာရွက်ကလေးအကယ်၍များသူတိတ်ထွက်တန်ယုံတတိလိမိမျောနေသောထိခိုက်ပေးရန်ကြောက်ရွံ့နေခဲ့လျင် သူဘဝသူ့အခြေအနေကိုမြင်တွေ့ပြုစုသူလူတကာသိရှိပြီးကုဆတ်ခြင်းမှရှောင်ရှားကာဝယ်နိုင်စေဖို့ဖြစ်သည်ပြီးတော့လဲသူတိမ်မသွားခဲ့လင်သူရှောင်ရှားထွက်ပြေးခဲ့သည်မှာခိုင်တန်တရားရှိနေသည့်အတိုင်းသူသွေးတွင် HIV ရှိနေသောကြောင့်ဖြစ်ကြောင်းခိုင်သိရစေခြင်းလေသည်မောင်ဟာ HIV ရှိသူရဲ့အသက်ရှင်နေထိုင်တဲ့ဘဝအတိုင်းအစအစနိုင်ယူလျက်ပါခိုင်ခိုင်ကိုရင်မဆိုင်ဝမ်းတာခိုင်ကိုရင်မဆိုင်ရတာ အဲ့ဒါတခုပဲခိုင်ခွလတော့မဟုတ်လားခိုင်ကကားကိုဆက်တက်လိုက်တော့မလားခိုင်ကားပေါ်မှာဆင်းလာတော့မလားကြာမြင်လုံးတလို့သူထင်ခဲ့တော့လဲအမှန်တော့ရှေ့ကားနဲ့လွတ်အောင်ခိုင်အရှိန်ရှောင်ရင်ဆက်ရက်သွားခဲ့တာပါချက်ချင်းလုံးလုံးခိုင်က ကလန်နေပြီးဆက်ပြန်နှုတ်လိုက်သည်နိကားကရှေ့ပြန်တိုးထွက်ခါစားပြုတော့သည်ဇင်ရော်သည်သူ့ကြောင်ကြောင်မှုကိုသူပြောင်းလာတဲ့ကဲသူတက်တက်ပြုံးမိရင်မှသူ့ပစံအိတ်အပားကလေးကိုအိတ်ထဲမှထုတ်ယူတာ ဆိုင်ထဲမှာဇပွဲတုံးလေးကိုလေချွန်အတန်ပြုလိုက်လေသည်လန်တန်တပူလည်းပေးကွာဟုတ်လားငားရတန်ကိုပေးလိုက်ပြီနာသူသည်အတော်အလန်းဝေးသွားသည့်တိုင်မြင်လိုက်ရသေးသောခိုင်ကားလေးကိုညာဘက်ဆောင်းငက်လိုက်ကြည့်နေသည်ခိုင်ခွင့်လွတ်တယ်မဟုတ်လားခိုင်ကိုပြောင်းချစ်သူ1999ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့တွင်ဖွင့်လှစ်ခဲ့သောဝေဘာကီကုဆတ်စီယုံသို့ ဂျာတာနုနုခိုင်တို့တဆူတဲ့ကန်တော်ကလေးမှလိုက်လံရွှေ့ပြောင်းလာခဲ့ကြလေသည်နုနုခိုင်၏ရှေ့နိုင်ငံတွင်ဝေဘာဂီစေးရုံ၏တယ်လီဖုန်းနံပါတ်တွင်ရေးမှတ်ထားသောဆက်ကူဖြူကပ်ပြားတစ်ချက်ချိန်ဆွဲထားသည်639 919669119694ကာလာသားနှင့်အေးပြားယောဂါကုဌာနတွင်မှသာမူလနေရာမှကြံရိတ်ခဲ့သည်လီဗီလင်းချင်းတသိသိနှင့် အေးစေးတိတ်ဆိုင်သောပဝင်းကျင်သည်ကိစ္စမြန်းမြန်သောရန်ကုန်မြို့လည်းနှင့်အလွန်ဝေးသွားလေ၏နုနုခိုင်သည်ကျေးဇူးတင်ပါသည့်ကပ္ပားကလေးကိုစာအိတ်ဖြူထဲထည့်ပြီးစပွဲတင်ဖို့တုံးမှရေစွက်ကကော်ပိတ်ပြလိုက်လေသည်ခဏလေးတော့မမုန်းညင်ကျမလိပ်စာရေးလိုက်အောင်မေရတယ်မူရေးပါကျွန်တော်တစ်ခေါက်လှည့်လာပါမယ်မလှည့်ပါနဲ့ကွာတခါရင်းစာရင် မဟုတ်ရင်ဟိုမှဒီမှာလုံများပြီးမင်းပြန်လှည့်လာဖို့မေ့သွားမှာမမွန်ညီသည်ဟီးကနေတချက်ရှိကခေါင်းကုတ်လိုက်ရင်ခန်းဝမှာရန်ဆောင်နေသည်ပြီးခဲ့တဲ့စနေတနင်္ဂနွေတော့ဆရာတောင်းတက်သွားရဆိုတောင်းကို MMA ကဖိတ်လို့လေ HIV AIDS ဟောပြောချဖို့တောင်းနှထောင်တာပါဆွေးနွေးကြရလဲအရန်ကောင်းတယ်ဆရာဝန်တွေတိတ်ဆိတ်ဝင်စားကြတာပဲဖိတ်ခေါ်ရတဲ့အတွက် Thank you ကပုံလွန်လေး။ထမင်းပြဝိတူနာပြုဆရာမနိုဘီသည်ကြည့်ရှုပေးရမည့်အပြင်လူနာများ၏စာအုပ်တွေကို စစ်ဆေးစီနေရာမှနင်းလူခိုင်ထောင်ပြသောစာရင်းပြုကလေးကိုလှည့်ကြည့်ခောင်းငိမ့်သည်။ဒီယောဂသည်အပေါ်စာနာခွင့်လမှုအပြည့်အဝမပေးအပ်ကြသေးတဲ့တွေ့ဝင်နေတဲ့အချိန်ကံတော်လေးမှာကလည်းဆရာဝင်ပြီးကုညီလောက်ကန်ရောလေဆရာလုံနိုင်လားနှစ်နှစ်ပေါ်အောင်မြင်ပြီလားအမှန်ပြောရအောင်နော်ဆရာစိတ်မဆိုးနဲ့အောင် နုနုခိုင်ကမောင်မွန်းကြီးအားစာအိတ်လမ်းပေးလိုက်သည် အစတော့ကျမလည်းအဲ့တလောက်ပဲရွေခဲ့တာပဲဆမ်းမရဲ့အခုတော့တန်းစင်တွေကြီးတဲ့ကြီးပြီးဝေပါကီအထိလိုက်လိုက်ပေါ့နော်ဆရာတော်ခင်နာရှင်သားပဲဆရာမတို့ဆရာဓကူသားပြီလေဟုတ်နုနုခိုင်ကပြောင်းရည်နေသည်ဆရာမနူပြီးသည်အရင်ဦးဆုံးရောက်နေဆောင်နေသောလူနာကြီးစာအုပ်ကိုနင်းနုခိုင်ရှိသူအตาရာတွန်းပို့ပေးသည် အရင်တစ်ခါကောင်ဆလာအစီအစဉ်တော့ကျမတင်ပြတဲ့အမျိုးသားလေးအခုတော်တော်တည်ငြိမ်နေပြီ crisis အရေးကြီးအခက်အခဲကြောင့်ကာလကနေကြော်ဖြတ်ခဲ့ပြီလေကောင်းလာပုံစံမယ်သူတနိုင်းလုံနေတာကိုစမထမနိုင်တော့ပဲသူပြောသလိုလွန်ခဲ့တဲ့9နှစ်လောက်ကသွေးသွင်းနေဖြစ်တယ်လို့ပဲကျမတို့အားလုံးကလက်ခံချလိုက်ကြတာသူအရင်သက်သာပြီးပေါ့သွားတယ်နော်ကျမတို့ဒေါ်အေးမြလင်းအောင်မြင်တယ်လို့ချီးမွမ်းလိုက်တော့မှပဲ စိတ်ထဲအေးသွားရတော့တယ်။သူ့ရဲ့ risk factor ကိုသာကျမဆက်အင်းနေဖို့နေကျမကိုယုံကြည်အားကိုးမှမဟုတ်တော့ပဲရွေးသွားမှာတဲ့။သူ့ဂုံတိတ်ခါကိုသူကဝယ်ဖို့ရှောင်သွားတော့မှာတဲ့။အဲ့ဒီဂုံတိတ်ခါဆိုတော့အရာသည်တမိုးထားလက်လင်အတော့ကိုအရေးပါအာနာသက်ရောက်နိုင်လာသည်။ကိုကုံတိတ်ခါကိုကာကွယ်ဖို့ချစ်သူကုံတိတ်ခါကိုကာကွယ်ဖို့တမရကြီးကဘန်ကောက်တွင်ကျင်းပနေသော HIV အစ်နီနိုကလေးဝဲတို့တွားရောက်ပါဝင်လျက်ရှိသည်အချိန်နေမဆိုးရသောလူနာများကိုမြို့မြခိုင်က ကြည့်ရှုထားပြီးလိုအပ်လျင်တော့သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများထံအကျိုးအကြောင်းတင်ပြပင်ဖိတ်ရလေသည်နေခင်းမမို့ကျွန်မအပေါ်ထက်တက်ပြီးပြင်ဆင်လာအောင်မယ်နော်ဆရာဥလူလေးကိုထားခဲ့မယ်ဟုတ်ပါပြီဆရာမရဲ့ကိုငိမ့်သာအောင်သာလှစ်လိုက်တော့ကိုငိမ့်သာကအကြံငယ်ပိန်မသည်မှာအပါတိတိငင်းငင်းဖြစ်နေပါပြီ စေယုံလာတတ်စင်လုံးကလို့အရှိပြားဝေဒနာဆွဆွရွရွရောင်ရမ်းကွာလမ်းမနေတော့သူနှမေးရင်လိုက်ပါလာတော့ဇနီးဖြစ်သူသည်လဲဖြစ်ပြသည်များအကန့်စီမရပဲလို့လက်ခံထားလေဟန်ပြင်ပညူနာဌာနသို့ရောက်ရှိလာရသည်ကိုတုံဆုပ်ဆုံးနောက်နေဟန်မရှိတော့ပါထိုင်မလူနေတာညီမလေးလေးထိုင်လေဟောပဲခုံလေးဆွဲပြီးထိုင်နင်းနုခိုင်သည်စေယုံတို့ရောက်လာစဉ်ကကိုငိမ့်တာခန်းစားနေရသောဝေဒနာများနှင့် ကုသချက်များကို စာအုပ်လန်လုံးကြည့်ရှုနေသည်ဝမ်းပြက်ဝမ်းနာပါဇက်လေချောင်းနာ အစာမျိုးမရမှတ်ခွများအစာလန်းချောင်းလက္ခဏာများနဲ့အတော်ဆွဆွရရဖြစ်ခဲ့သည်ဝမ်းမှန်တယ်နော်ဝင်းနေတာဟုတ်ကဲ့ခင်ဗျာတခါတည်းပြောချင်တာလဲလို့အရင်လိုဒရက်ဆာမဟုတ်ပါဘူးအစာဝင်ရလားဟုတ်ကဲ့အစာပြပြမပူဆက်တာပဲဆရာညမကြွေးပါတယ်လေချောင်းမနာတော့မဟုတ်လား တတ်တာပါရဲ့ဆရာတခါလေတော့နာကြတယ်ဟိုတော့ကလည်းမစိုးပါဘူးမြသူကရိုးသားတည်ကြည်သောအရာရှိတဦးအဖြစ်မင်းကလေးရှင်တွေကအထင်ကြီးစွာကြောင်းလန့်လက်ထပ်ပေးစားခဲ့ကြသည်ယောက်ျားလေးဘဝအပြော်ပါလိုက်စားဖို့သလားဆိုသည့်အချက်ကို သူက လုံလုံလျားလျားစန့်ကျင်ပယ်ချသည် ထိုခေတ်အချိန်အခါကသွေးသွင်းကုသရာတွင် HIV ပါမပါစစ်ဆေးနိုင်ခြင်းမရှိသေးတာမို့သူတနက်ဆွဲလက်ညှိုးထိုးသလိုရှင်တိုင်းမှုဖြစ်ပြီးသွေးသွင်းတာကိုပဲ သူ့အန်ဒီရဲ့ဆက်ရောက်စီနေအဖြစ်သတ်မှတ်ထားကြတော့သည် HIV ပိုးပါသောတွေးသွင်းမိခြင်းဖြင့်ယောဂါကုသနှုန်းကလည်း90ရာခိုင်နှုန်းရှိနေတာမို့အင်မတန်ခိုင်မာသောထွက်ဆိုတင်ပြချက်ဖြစ်လေသည်သူဇနီးနှင့်ကလေးများကိုယာကမများကတာဝန်ယူကြည့်ရှုစောင့်ရှောက်မည်ဟုကတိကဝတ်ပြုပြီးသည့်နောက်သူလုံးဝစိတ်အေးသွားပုံရလေသည် လိမ့်စိစားစီရှိရာယူသွားနော်ဝယ်ရမှာလည်းနှစ်ပတ်စာပေါ်ရချင်းကြပြန်လာကြနော် ညချင်းမတိုင်ခင်ဘာပဲဖြစ်ဖြစ်လာပြပေါ့ဟုတ်ပြီလားဘုံဘုံလဲမနေတော့အခါသမယရင် HIV ပိုးရှိနေသောကိုငိမ့်သာသည်ဇနီးဖြစ်သူနှင့်ဆက်ဆံရရင်ကွန်ဒုံအသုံးပြုရန်တေချာချက်မှတ်ပညာပေးထားပြပါသည်ကွန်ဒုံများပင်ပေးဝေထားပြီးဖြစ်လေသည်ကိုငိမ့်သာ၏ဇနီးသည်ခင်မွန်းသည်အင်ဂျီလိုက်ကိုအသာဆွဲကပြောလိုက်လေဟုတူတူဆို၏ဟော ကျွန်တော်ဒီစင်းကိုလာပြတိုက်တွန်းဖြောင်းပြရဲ့မိတ်ဆွေအကြောင်းပြောပြဖို့ကျွန်တော်ဇနီးကတိုက်တွန်းနေတာစာအုပ်ကိုပြန်ပေးရင်နုနုခိုင်က သူ့ဇနီးကို မင်းငော့မင်းမြန်သည်ကိုပိုင်သူ့ကိုစင်းကသူ့ကိုရုတ်တရက်ဆွဲခွင်ပေးလိုက်ပြီးဒီစင်းကိုသွားဖို့လွှဲလိုက်တော့လေသူအရန်ထိခိုက်တုံ့လောက်သွားတယ်ကုဆတ်စင်းကိုသွားခိုင်းကြတဲ့သူ့မှာကုဆတ်ယောဂါရှိနေပြီဆိုတာသူမှန်းဆနိုင်သွားတာဟုတ် ီစေးရုံမသွားဘူးအသေးခံတော့မယ်ဆိုပြီးကကအငားရင်နဲ့ဟိုစေးရုံကစင်းအလာလမ်းမှာငိုလိုက်တာငိုလိုက်တာဆမရဲ့ပန်းနဲ့တိတ်နားလဲတော့သူတွေသည်စေးမစင်မီကြိုတင်နှစ်သိမ့်ဆွေးနွေးမှုမရရှိထားသောအခါ AHMB ပိုးဆိုသည်တန်ချက်ကို မခံရနိုင်အောင် နာကျင်ချောက်ချားသွားတတ်ကြလေသည် အိုင်းမိတ်ဆိုရတာသူ့ကိုမဖြောင်းပြဘူးမနှစ်သိမ့်မရှင်းပြဘူးဆိုရင်သူကအိမ်အောင်ပြန်လာတော့မှမဟုတ်ဘူး။ကျမလည်းဘလို့မှမလုပ်ကြအောင်ဖြစ်ပြီးရုံးကုန်ပြီးတော့တယ်။ သူ့ကိုအာကုအထင်ကြီးသောရခမများကိုသူရင်မဆိုင်ဝဲလာအောင်သူ့ကုံတိတ်ခါသည်လုံလုံလျက်လျက်ကြာစင်းသွားပြီဟုသူချင်မှတ်နေခဲ့သည်နောက်ဆုံးတော့အိမ်လည်းမပြန်စင်းုံလည်းမသွားဘူးတင်းခံနေသောကိုငိမ့်သားကြောင့်ရွှေမောင်းသူမှာဖွာဆက်လို့ရမှမသိအောင်အကြံအိုက်သွားခဲ့သည်ဟုဇနီးဖြစ်သူကရဲဟဟဇက်ချောင်းပြန်စင်းကိုငိမ့်သားကလည်းသူ့ဤကမှုရှုလို့ခေါင်းမှာပိတ်ကပ်ပုံကိုပြန်တွင်းနေရွှေပြုံးကြီးပြုံးနေ တကားဝမဥလူလေးလာချောင်းသည်နုနုခိုင်ကသိပါသည်အချက်ပြကောင်းနေရ၏အပြင်မှာလူနာရီစောင့်နေရအတော်များမှာပဲဟုနုနုခိုင်မှန်းဆနိုင်သည်သို့တော့စေးယုံနေဆောင်ဝင်ဆံမတွေကိုခင်မင်အားထားစပြုနေသော လူနာကိုအချိန်နည်းနည်းတော့ပေးပါမှာသူကကျမတို့လင်မယောင်အင်းစိန်ဘက်ခေါ်သွားတယ်။ကောက်ကွင်းလန်းကနေတဖြည်းဖြည်းမောင်းလာရင်ကိုငိမ့်သာဘာယောဂရဲ့လို့အကြမ်းမကြမ်းမသိသေးတာကြောင့် ရောဂါရရယ်ဆိုတာလည်းမသိသေးပါပဲနဲ့ဒီအထိစိတ်ကိုလှုပ်မထားပဲထိမ့်မအောင်လို့ဖြောင်းပြသွားတယ်။ကိုငင်းသားရဲ့မိတ်ဆွေနဲ့ဆုံမိခဲ့လို့ကြောက်တာပေါ့။ရင်းနှီးခဲ့ရကြပြီလား။မင်းများနှစ်ယောက်လုံးပြုံးပြန်ကြသည်။နောက်စကြားတွေလွတ်လိုက်တဲ့မိတ်ဆွေပါဗျ။တုံးနေကြအငှားရင်အဖွဲကိုပဲလှမ်းမာလိုက်တာပါ။တောင်ဝင်ရှိတဲ့ရှင်မောင်းမှာအရေးကိစ္စရှိနေလို့အတူရှိနေတဲ့မိတ်ဆွေကဝင်မောင်းပေးတာတဲ့။အဲ့တခါပဲတွေ့ဆုံရတာ။သူကဒီယောဂါကိုအတော်အကျွမ်းတဝင်နားလည်တက်မြောက်ပြီး ဒီကကောင်ဆယ်လာတွေလိုပဲနှစ်သိမ့်အားပေးတတ်တယ်။ကျွန်တော်မှာ HIV ပိုးရှိနေခဲ့ရင်တော့ကျွန်တော်ပြပြချက်တွေကိုထောင်းချင်သွေးသွင်းရတဲ့ပိုးဖြစ်မှာပါတဲ့။ကျွန်တော်မှာဘယ်လိုလုပ်အဖြစ်ရှိနိုင်ပါမလဲတဲ့။ကောင်ဆယ်လာတယောက်ဖြစ်မလို့ကျွန်တော်တို့လင်မယားအဆူပြုတ်ချင်နေတော့တာပါဆရာ။နုနုခိုင်စိတ်ဝင်စားပဲမနေနိုင်တော့အငှားရမောင်တအူကအင်းမြနားလဲနှစ်သိမ့်နိုင်သေးဆိုရင်ကျမ်းမာရေးအသိပညာအပြင် HIV AIDS ပိုးဆက်ခြင်းမှာကာကွယ်ရေးနှင့်ထိန်းသိမ်းရေးအတွက်အားကျလောက်ပေသည်။အဲ့ဒါလိုလူလူထဲမှာပါဝင်စာမျက်နှာတွေဘယ်နှယောက်ရှိပါလဲ။ပထမဆုံးအနေနဲ့ကျွန်တော်ကိုကျွန်တော်ဇနီးနားလည်သွားတယ်ဆရာ။ကျွန်တော်စိတ်သက်သာရသွားတယ်။ပြီးတော့အဲ့မိတ်ဆွေလိုပဲတခြားလူတွေကကျွန်တော်ကိုနားလည်စာနာကြမယ်လို့ကျွန်တော်မျှော်လင့်ချက်လာတယ်။ကိုငိမ့်သာသည်နုနုခိုင်ကိုလေးစားအားထားစွာကြည့်ပြီး ခိုင်မာပြသစွာပြောသည်ဒီဈေးရောင်အဆရာဇမရီကကျွန်တော် နားလည်စာနာကြမယ်ဆိုတာကိုသူအမခံချက်ပေးတာကြောင့်ကျွန်တော်လုံးဝယုံကြည်သွားခဲ့တယ်ဈေးရောင်ပို့ပါတော့လို့ကျွန်တော်ပြောတော့မှသူကခေပင်လမ်းခွဲဘက်ကမောင်းထွက်မင်္ဂလာရောင်ဘက်ဖြတ်ထွက်ပြီးဝေဘာကြီးမောင်းခဲ့တော့တယ်နုနုခိုင်ကနောက်လူနာကြီးစာအုပ်ကိုဆွဲယူဖွင့်ကြည့်လေသည်ကိုငိမ့်တာတို့ကိုနောက်တစ်ချိန်မှနောက်ကြကြလာဖို့ပြောရမည် ဒါမှလူနာတွေအားလုံးကြည့်ပြီးသားစီအခါသူတို့ကိုတိတဲ့အချိန်ပို့ပေးနိုင်ပြီသူစနီးကအလိုက်တစ်သိထိုင်ရမှထားပြီးကိုငင်းသားကို လက်တွဲခေါ်ယူသည် ကျွန်တော်တို့ TV စီးရုံဘက်မောင်းခေါ်သွားတော့အဲ့မှများဆရာဝန်နဲ့ပြပေးမလို့လားလို့အောက်မိသေးတယ်နုနုခိုင်ကသူတို့နဲ့အတူရောင်းတော့ပြုံးရလိုက်ရလေသည် အခန်းထဲမှာထွက်သွားလို့မိမောင်နှံကိုကြည့်လိုက်ရင်တစုံတရာသည် သူမ၏အတီတရားကိုနှိုးဆွသည် ကိုငိမ့်သာကအိမ်မိတ်ဆွေကတီဗီစီးအောင်ခေါ်သွားရဲ့လားအောင်စန်းတီဗီစီးအောင်လားဟုဇဝေဇဝါမေးမိသည်ကိုငိမ့်သာအခြေလန်းတန်ကနောက်ပြန်လဲစီသည်စီးအောင်ခေါ်သွားရတော့မဟုတ်ပါဘူးအဲ့နာမှာပန်းချန်ရှိတယ်ဘိုးချုပ်ကြည့်ရုပ်ရှင်နာမှာကားရက်ပြီးကျွန်တော်တို့စကားပြောကြတာနုနုခိုင်ရှင်တတိန်တိန်လိုက်ခေါ်လာတော့သည်သူမသူဘမလွဲပါမလဲသူသူ့နာမည်သိလိုက်ရသေးသလားမေးပါတယ်ပြုံးနေတယ်အဖြစ်မပေးဘူး ။ "तू อ่ะဧည့်တယ်ပါ"တဲ့။ငါကိုရှင်မောင်းနေတော့ကိုကြီးသားအတိတယ်မဟုတ်လား။ပြန်လွားအမြင်ရင်အဖွဲစီဖုန်းနံပါတ်သာတိနေတာခမ။ကားလုံးဖုန်းဆက်လိုက်တာပဲဆိုတော့တိကျတရားမှမသိဘူးအဲ့မိတ်ဆွေနဲ့ထပ်ကြည့်သေးသလားကိုငိမ့်တာကားထက်စီးနေပေမဲ့သူမောင်းမလာတော့ဘူးခမဒီစေးရုံကိုသူရောက်လာခဲ့တော့လဲနောက်တစ်ချိန်တော့သူဘယ်ထက်လာပါတော့မလဲကိုငိမ့်တာနဲ့လဲနောက်တစ်ချိန်သူဘယ်အတွေ့ခံပါတော့မလဲ နုနုခိုင်သည်ဖြူပက်ဖြူရောအိဆက်တုံရင်ပြီးကျန်ရစ်သည်မမောလွတ်လိုက်မယ်နော်ဆရာတကားဝါတို့ဥလူလေးရောက်ရှိလာပြီးမိကွန်ထုံနေသည်တကယ်တော့ကိုငင်းသားတို့အပြင်မရောက်မီလားခရဲကနုနုခိုင်ကနားလိုနာကိုလမ်းခေါ်နေရမှာနုနုခိုင်အချိန်ပြတ်တာပါအဘငုံတငါထွက်သွားတဲ့ကိုငင်းသားတို့တခုံးမိပြီပါသူ့မိတ်ဆွေချင်းချင်းမမတန်တန်မြန်မြန်ပဲလားလို့အဲ့ဒါပဲမိခင်နော်မမောလည်းလွတ်လိုက်နော်ဥလူလေးသည် နုနုခိုင်မျက်နာမတရသည်ကိုအခါတိုင်းလိုပဲလူနာအတွက်စိတ်မကောင်းစရာတွေ့ကြုံကြားသိရသောကြောင့်ဖြစ်မည်ဟုအောင်းမိမိသည်သူကကိုငိမ့်သာနောက်ခတ်တုတ်တုတ်လိုက်သွားသည် သူပြန်လာသောအခါနုနုခိုင်အတွက် မင်္ဂလာရှိသောစကားပါလာလေသည်တင်းကျပ်မမလူလက်ပိုင်းလူရည်တန်းတယောက်ပါပဲတဲ့ဆရာတခြားဘာမေးရအောင်မလဲသိချင်တာရှိသရင်ပြောအောင်ဆရာသူမပြန်ရင်ကျွန်တော်သွားမေးပေးပါမယ်နုနုခိုင်ကနေပါစီတော့အသာလက်ပြပြီး လူနာဘတ်အယုံဆူဆိုက်ရတော့သည်နုနုခိုင်ရှင်တွင်အယိုးပေါ်အရှိတအသားညထထက်မိမငယ်တူချီချီနနဲ့ထိုင်နေသည် သူမနဘေးမှအတော်ကြီးကဖိမထိမ့်သိမ့်ပေးနေရသည်မိမသားအမိနဲ့ရလုံးငါးရောင်ကျော်ပေးရသည် ပြောကြတော့ပါတိတ်ထက်အောင်စင်တူဝစ်စားစင်ရင်ထားကြသည် ထိုအဖိုးတန်ပါတိတ်သည်အမျိုးသမီးငယ်ရေးကျမ်းမာရေးအချိန်ကြီးဆိုးရွားပုံကိုမဖုံးကွယ်နိုင်သလို အတော်ကြီး၏ပူပန်သောကရီထင်ဟက်သောမျက်နှာသားကိုလည်းပိုပြီးကြည့်ပြောလာအောင်မစွမ်းဆောင်နိုင်ခင်ဒီလူနာကြပြန်တော့အဖြစ်တစ်မျိုးဆိုရပြန်ပြီအထက်မြမပြေးကြည့်လာမှာမျိုးရိုးစင်စက်လဲရလုပ်ငန်းဖြင့်အသက်မွေးဝမ်းကြောင်းကတဝမ်းတကာလှပခဲ့သောညီရှင်ရရှင်များဖြစ်သည်ခေအပြောင်းလဲရင်းနဲ့စီးပွားရေးအမြင်ကျဲလာသောမမော့ခင်မွန်သည်မြမပြေချက်အောင်ခောက်တုံကူတန်းကရောင်းဝယ်ဖောက်ကားခဲ့တော်သည်နယ်ဆက်ဂျူကြလဲ နှံ့ဆက်ကနေမမော်သည်ပြပြောဝါဆုံဆုံလင်းလင်းစားတော့ကလေကောင်းလေသာဟောဝါရှူနိုင်သောအင်တီးအခိုင်နေနေထိုင်နေရသားနှင့်နှစ်လသုံးလအတွင်းဖျားနာချောင်းစိုးကယူပြက်လိုက်သလိုပိန်ကျသွားခဲ့သည်ညူတန်စစ်ကုသခံရမှာညွန့်နယ်ဆရာဝန်ကမမော့ကိုအီကုဆိုင်ယောဂဆေးရုံသို့ဆေးလွတ်ခဲ့လေသည်။ရှဲရွာသည် မမော့ချမ်းမကုဆတ်မဆိုးပြီးဖဲကျင်လေသည်။သို့တော်လည်းဒီယောဂသည် မမော့အားသူမ၏ခင်မုံမှကူးဆက်ခဲ့ရကြောင်းကိုအကြံဉာဏ်နားလည်နေကြသည်နုနုခိုင်သည်လွန်ခဲ့သော၄၅ချောင်းနေကလေးကမအေးပုံးတို့မဝေးတို့အတွင်ပြောင်းပြီးတကြော့ပြန်ပြန်ရောက်လာကြသည်ကိုရင်းနှင်းခံစားနေရသည်အန်တရဲ့နေပါသောအုပ်စုမှအိရှင်မတူပိုင်းကောင်းကြောက်ပြီးအိရှင်မရဲ့လေခင်မုံကိုကာဝယ်သောမအေးပုံးခင်မုံကိုခွင့်လွှတ်သောမဝေးနှင့်အပြစ်မဲ့သမီးကလေးယခု မိခင်မှာတရေသားသူကုဆန်နှုံးကို20 40ရာခိုင်နှုန်းမှာ100ရာခိုင်နှုန်းထိလျှောက်ချစေနိုင်သောစေနီးတွေ့ရှိလာကြလဲမဝေလိုသားအမိမမိလိုက်ကြပါသူတို့မရှိချာကြတော့ပါကွယ်လွန်သွားသည်မှာ3လနှစ်ကြာခဲ့ပါပြီယခုတဖန်ခင်မုန်းကို나ကြီးချိန်ဆိုသောမမောအောင်ဘိုင်းကောင်းကြပြီအင်းရှင်မတွေခမညာနေရအနက်လက်ပတ်နှံ့ဆက်ပြီးမှအိမ်ပြန်လာစရဲချရသည်မောင်မင်းကြီးသားတို့ကြောင့် HIV ပိုးရောမမ်းမသိရတာရောဂါလက္ခဏာတွေဖြစ်စေတာမှ AIDS အမည်တက်ခံရလိမ့်မည်မိခင်တွေကလေးတွေကူးစက်ခံရခြင်းမှာကာဝယ်တားဆီးရေးကိုထက်ထက်ဝင်ဝင်ထိထိရရနားလည်လိုက်နာသည့်အထင်ပညာပေးကြမှသာကာဝယ်နိုင်မည်ကူးစက်မှုနှုန်းတန့်သွားရောကျသွားအောင်တားဆီးနိုင်အောင်မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းကုလသမဂ္ဂအဖွဲ့အစည်းများအစိုးရမဟုတ်သောအဖွဲ့အစည်းများတို့ကလည်းဝိုင်းဝန်းအားဆိုင် ကြိုးပမ်းကြသည်ပင်ညကပဲ AIDS update 1999စေချမ်းတအုပ်ကိုလန်လောဖက်ရှင်နေသေးသည်တကဘာလုံးခြုံငုံလိုက်ရင်1999ခုနှစ်မှာ HIV ရှိသောအမျိုးသမီးဥယျာဉ်ပမာဏကို23.5သန်းခန့်မှန်းသည်ဟုဆိုသည်ဖွံ့ဖြိုးဆဲနိုင်ငံတို့၏ထုံးစံအကြံအာဖရိကကပထမဆုံးနေရာမှာနေရာယူနေကအရှိတောင် အာရှတန်းနှစ်ဆခွဲလောက်တာနေသည် ကျမ်းမာရေးပညာပေးသည့်ဆိုရနိုင်သင်နားလည်သူတွေကမြက်ပင်အဖျားကဲ့သို့တိုင်းကိုယ်တိုင်ကွင်းစင်းကြရပါမည်။ဘိုင်းကောင်းတောက်ပြီးအင်ရှင်မတွေကူးဆက်ခံရရသည်မှာလင်ရကြားတံမှာပိုးလက်ခံရရှိကြောင်းယုံမားစရာမရှိ။မိမာရိလိန်တပါဝါခန္ဓာကိုယ်တိဆောက်ပုံကိုကလက်ခံသူမိရသောကြောင့်၎င်းပါလာနူးညံ့သောမြူကိုစအရေးပြသည့်ယောက်ျားတို့နှင့်ဆက်ဆံရရင် ထိရှာကွဲပြားစရာနေရာအတိုင်းအတာကျန်ဝန်းများပြားသောကြောင့်လကယောဂပူပါလာလင်တိုးဝင်ပြန့်နှံ့သွားစရာအခြေအနေများပြားလာသည်ဒါကြောင့်လဲ HIV ရှိနေသောယောက်ျားထံမှမိန်းမတွေသို့လိင်ကူးစက်ခြင်းနှင့်ကူးစက်ရန်လွယ်ကူနိုင်သည် HIV ရှိသော မိန်းမထံမှယောက်ျားက HIV ကူးစက်ရန်အခွင့်အလမ်းကပို၍နေပါပြန်လေသည် HIV ကိုကူးစက်ခံထားရပြီလျင်တော့ မိမယောက်ျားမဟုကိုကံအားကောင်းသူတွေအဖို့ယောဂလက္ခဏာပေါ်ပေါက်လာဖို့နှိမ့်ပြီးကြာမြင့်မိတာဒီနေရာမှာတခါလူတကိုစိတ်တမျိုးဇယိုက်กว่าဟာပြန်သည်မအီးပုံရဲ့ယောက်ျားမမွေရဲ့ယောက်ျားတို့ကဆိုးဖြစ်တွေခံယူရသောဇနီးအပေါ်အာနာလေးစားတတ်တော်လဲမမောယောက်ျားကတော့ရဲရွာမှာပင်စွန့်ခွာထွက်သွားခဲ့သည်သူ့ကိုတွေးစစ်ဖို့မြို့နယ်ဆောင်ရာတိုက်တွန်းတာကိုသူလုံးဝလက်မခံဘူးဆရာသူ့ဆရာကူးဆက်တာမဖြစ်နိုင်ပါဘူးတဲ့အခုယောဂဘုရားတရားတစီဆောက်ပြီးနေမှာပေါ့ ဟုမမော်ကနန်းနာကြီးကြီးပြောပြခဲ့သည်မမော်က HIV ကိုကူးစက်နိုင်သောနည်းလမ်းတွေကိုနားလည်နေပါပြီမမော်ကမှယောဂဘူဖြောင့်ရင်ပြက်နက်မှာမပူပင်ဟာမမော်ကသားမမွေပါ သွေးမလူပါသူ့မယောဂါကိုသိတော့ဆရာဝန်ညင်းကြချက်မပါပဲစိတ်မထိုးပါခင်မောတဲ့ဆုံးပြစ်သွားသည်နာအတိတ်တရားနဲ့လိမ်မှုဆက်ဆံရေးဆိုတာကလည်းသူမမစင်းစားရုံသာမကသူမရဲ့ကျမ်းမာရေးအခြေအနေတွေလည်းလိမ်မှုကိစ္စကို စိတ်ဝင်စားနိုင်စွမ်းမရှိတော့ပါမမော့မိခင်သည်သူသမီးကျမ၏အတွက်ရှိသမျှစီစဉ်ပြုတ်ပစိမမှုရန်စိတ်အားထက်သန်သည်လာစဉ်တင်းခိုက်မိတက်တန်းဆဲဆန့်စေအိမ်ဆက်တီတွေကိုတသက်လုံးတောက်တုံးရစေခြင်းသည်ကုသရင်ဆွေးနေရင်နှင့်တရင်သိထားပြီးဒီမှာရှိသမျှထူခွဲပြီးထုံစိကိုနှစ်နှစ်လောက်သာဇက်တိုက်ဝယ်စားနိုင်လိမ့်မည်သူတို့၏လာစဉ်ပုံမှန်ဝင်ငွေသည်၃-၄သောင်းပင်မပြည့်မီခြင်းပြီးတော့လဲစိတ်အာနေစဉ်က ပိုးအကုန်အစင်မတက်ပြနိုင်ပိုးပွားမှုကိုရပ်တန့်သွားနိုင်စေအောင်မရှိသေးဆေးဖြတ်သည်နှင့်ပြန်လည်ပွားစီလာအောင်တော့မှာမမော့မှာတက္ကသိုလ်ပညာသင်ယူနေသူနှင့် အထက်တန်းပညာသင်ယူနေသူသားသမီးတွေရှေ့ရေးကိုကြုံရအောင်မည်သိကြတယ်ဆင်းနှင့်တက်မတက်တင်မတင်ပြဿနာကလည်းရှိသေး၏အဆိုးဆုံးကတော့မမော့ကျမ၏အခြေအနေမှာအတော့ကိုကြုံကြုံကြနေပါပြီအိဇက်ဒီဆေးတောင်းလည်း ကြာရှည်ပြန်လည်ထူထောင်နိုင်မှာမဟုတ်တော့ပါဆေးရုံမှာပင်တက်ခွက်ရရှိသော CD4 အရှိတော်ကနေပါလာသည်မမောလိုအပ်နေသည်ကအိမ်မှာပြည့်စုံဆောင်ရွက်ရေးသားဖြစ်တော်သည် အာဟာရပြည့်စုံအောင်စားသားလူရန်ပေကန်ကုသိုလ်ပြုအချိန်မပြတ်အနေမပြတ်တက်ချောင်းတက်တာဘဝ၏နောက်ဆုံးအချိန်တွေကိုအေးအေးချမ်းချမ်းနေထိုင်ကုန်ဆုံးသွားဖို့သာအာရုံဆိုင်လက်ဆောင်သွားရတော့မှာပါသမီးအသက်ရှင်တဲ့ရင်အတွက် ရုပ်တရက်တော့မိခင်ကြီးသွေးပူနေသည်အေးအေးစစ်စစ်ဖြောင်းမြဆွေးနွေးရင်တနေ့နနေ့အသက်ဆွမ်းဆန်းမို့ရာမိရိအီးရှိရေးပြက်စီးသွားဖို့လဲလဲဖို့အများတားကြောင်သူမလက်ခံသွားမှာပါပဲအကျော်ကမမော့ကိုပြန်ခေါ်ပြီးအိမ်မှာပဲအောင်းမွေးပါစေရောထူထောင်လာတဲ့အခါကျတော့မှတခါပြန်ကြည့်ဖို့ခေါ်ခဲ့ပါဒါမှမဟုတ်မြို့နယ်ဆရာဝန်ကတစင်ဆက်သွယ်ကူတာစောင့်ရှောက်ကြတာပေါ့တာအမီတော့ပြန်မသွားခင်မမော့မိခင်ကြီးကို home care အိမ်မှပြုစုစောင့်ရှောက်တတ်အောင်လည်းပြောပြရှင်းပြကြရအောင်မည်။တကယ်တော့တဲခုခံဈေးတွေကားကားတွေဈေးဘူးတွေနဲ့အကျော်အကုန်ကျများနေပါပြီ။ရှေ့အပတ်ချင်းစုဆွေးနွေးကြပြီးလင်းတော့ကုသချက်ပေးပြီးပြန်လို့တော်မည်။စာအုပ်တွေကိုလှန်လောကြည့်နေရင်နင်းနုခိုင်တပြင်းချမည်သည်။ယနေ့အပြင်းလူနာထဲမှာ စီးပွားရေးအခြေအနေအကောင်းဆုံးကမမော်ပါပဲ။အဲ့ဒီမမော်ပင်နေ အေဇက်ဒီနှစ်ရှည်လများတောင့်နေဖို့ခက်ခဲနေသည်မိသားစုအလုံးနှစ်နာပြီးမှ နှစ်အနည်းငယ်ဆွဲဆန့်အသက်ရှင်နိုင်ပြီအဖြစ်ရှေးတုန်းကတီဘီယောဂါနှလုံးယောဂါတို့ကိုတထေးနာဟုခေါ်ဝေါ်သမှုကြသည်အခု AIDS ကမှကိုလိုဆိုပျောက်ကင်းအောင် ကုသနိုင်တာလည်းမဟုတ်အသက်ကလေးဆွဲဆန့်ပေးဖို့ကိုပင်ကုန်ကြစေကြီးမြင့်ပေသည်ငွေကိုရည်လိုသုံးဆနိုင်သူလက်တဆုပ်သေးတာ ခုသမှုခံယူနိုင်ကြတာပါ HIV AIDS ကိုအန်တုခုခံမှုအထက်ရောက်ဆုံးနေလန်ကတော့အကူးဆက်မခံရအောင်ရှောင်ရှားရင်ကူးဆက်နိုင်သောနေလန်တွေကိုပညာပေးလိုက်နာဆောင်ထင်းကြဖို့ပါပဲအဆုံးထိနားဆင်ပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင် သတင်းပိုင်းကိုဆက်လက်ဖတ်ပြပေးမှာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်။